်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအေးပန်ဖို့ကူညီဖို့ကုလသမဂ္ဂအစည်းအဝေးတွင်ဖင်လန်နိုင်ငံအလေးပေးပြောဆိုရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြမပြည်ရဲ့လူငယ်မျိုးဆက်သစ်တွေကိုပံ့ပိုးကူညီဖို့ဖင်လန်အနေနဲ့ကတိပြုကြောင်းဖင်လန်ပညာရေးဝန်ကြီးကကုလသမဂ္ဂအစည်းအဝေးတရက်မှာပြောဆိုခဲ့တယ်လို့ Second Asia သတင်းဌာနကအော်တိုဘာလာတရက်မှာသတင်းဖော်ပြထားပါတယ် နယူးယောက်မြို့မှာ80ကျိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေစဉ်အတွင်းမြမအရေးဘေးပေါက်ဆွေးနွေးပွဲတစ်ခုမှာဖင်လန်ပညာရေးဝန်ကြီးအန်တာအက်ဒလာခရက်ကယခုလိုထုတ်ပေါ်ပြောကြားခဲ့တာပါဖင်လန်နိုင်ငံဟာသူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ကုလသမဂ္ဂမှာပူးပေါင်းဆောင်ရွက်မှုအဖြစ်ပညာရေးနဲ့ဒန်ထုပါဝင်မှုရဲ့အရေးပါပုံကိုအစဉ်တစိုက်အလေးပေးပြောဆိုလေးရှိတာပါဖင်လန်ပညာရေးနဲ့ရေကြီးမှုဝန်ကြီးဌာနကိုစားလာရောက်ပြောကြားခဲ့သူဝန်ကြီးအက်ဒလာခရက်ကလူငယ်တွေကိုပညာရေးကတဆင့် စွမ်းရည်မြင့်တင်ပေးဖို့နဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေအတွက်ပူးပေါင်းပါဝင်ခွင့်ပြုဖို့အရေးကြီးဆုံးဖြစ်ကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်မြန်မာပြည်အတွက်ငြိမ်းချမ်းရေးဒီမိုကရေစီအနာဂတ်ကိုပုံခေါ်ရမှာစုံလင်ကွဲပြားတဲ့မြန်မာလူငယ်တွေအားလုံးပါဝင်နိုင်ရေးနိုင်ငံတကာမိဖက်တွေနဲ့အတူဖင်လန်အနေနဲ့လက်တွဲလှုပ်ဆောင်ဖို့အသင့်ရှိကြောင်းသူကပြောပါတယ်ကုလသမဂ္ဂထွေထွေညီလာခံအတွင်းတက်ရောက်လာတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာမြမအရေးစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေအပေါ်တွင်အခြားသောကိစ္စရပ်တွေလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဆက်လက်ပြီးစစ်ကော်မရှင်ဤဝင်ကြီးချုပ်စစ်ကောင်းဆောင်ဤအတိုင်းပင်ခံရွေးကောက်ပွဲတွင်ပြိုင်မည်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဦးစီးချင်းပါမဲ့ရွေးကောက်ပွဲတွင်စစ်အရာရှိကြီးများအပြင်စစ်ကော်မရှင်ဤဝင်ကြီးချုပ်ဦးညိုစောကိုတိုင်ရွေးကောက်ပွဲတွင်ရောက်ရှင်းပြမည်ဖြစ်ကြောင်းသိရပါတယ်။စစ်ကော်မရှင်အငိမ့်စားဖူတော်ကြီးဝင်ကြီးချုပ်သည်ရန်ကုန်တိုင်းအတွင်ကိုကိုချုံမြို့နယ်မှနေ၍ရွေးကောက်ပွဲတွင်ရောက်ရှင်းပြမည်ဖြစ်ပါတယ်။ဦးညိုစောသည်ကိုကိုချုံမြို့နယ်ဤဖြီးသူလွတ်တော်ကိုစလဲနေရအတွက်ဝင်ရောက်ရှင်းပြမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှဝင်းပြိုင်ကြီးဖြစ်ကြောင်းပါတီတရင်ရင်းမြစ်ထံမှသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကဒုဝန်ကြီးချုပ်နှစ်ဦးအပါအဝင်စစ်ဘက်ဆိုင်ရာအကြီးအပိုင်းအရာရှိများတက်မှအနာယူ၍ကြံ့ခိုင်ရေးပါတီမှအမှတ်လောင်းအဖြစ်ရွေးချယ်ပြီးရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြီးဖြစ်ကြောင်းစည်ရင်များထွက်ပေါ်လာသည်။ကနဦးထွက်ပေါ်လာသည့်စည်ရင်တွင်စေရရှိ900ခန့်ပါဝင်နေပြီးအဆိုပါစည်ရင်ကိုစစ်ထောက်ချုပ်ခန့်ယုံတွင်ရောက်ရှိပြီးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့်ညှိနှိုင်းဆွေးနွေးမှုများရှိကြောင်းသိရသည်။ ယခုထွက်ပေါ်လာသည့်အငိမ့်စားဖူချုပ်ကြီးညိုစောပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်သည့်အကြောင်းကိုစစ်ကောမရှင်ဘက်မှတရားဝင်ကြေညာခြင်းမရှိသေးတော့လဲစစ်တပ်သတင်းရေးမြစ်နှင့်ဆက်ဆံရေးကောင်းသည့် BBC သတင်းဌာနတွင်ရေးသားဖော်ပြထားသည်ဆလပီစစ်ကော်မရှင်ကနရေကန်ဖြူဟာဤအ धिक ထောက်ဖို့ခုံကြီးစခန်းကိုလက်လွတ်ရပြီးနောက်စစ်ရင်တန်းအစီး20ကျော်ဖြင့်ထပ်မံအင်အားဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေတိုင်းညဖဲမြို့နယ်ရှိနိုင်ရီကံဖြူဟာဤအဓိကထောက်ပို့စက်ခန်းကုတ်ကြီးကိုအရကတက်တော်အေအေနှင့်ပူးပေါင်းအဖွဲ့ကတင်ယူပြီးနောက်စစ်ကောမရှင်ကအင်အားပြန့်ဖြစ်စစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ကဟုတ်ကြီးစက်ခန်းကိုလက်လွတ်လိုက်ရပြီးနောက်အမှတ်905အမြောက်စစ်စင်ရေးခုတ်ခဲမှုဌာနချုပ်မဆာခ905မှနေ၍အင်အားပြည့်စစ်ရင်တန်း18စီကိုနိုင်ရီကံဘက်သို့စစ်ကောမရှင်ကပို့ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ယမန်နေ့စက်တင်ဘာ30ရက်နေ့ကလည်းစစ်ရင်တန်း18စီကိုမဆာခ905မှတက်စင် နယ်ရေကန်ဖြူဟာကိုထပ်မံပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒီနေ့အော်တိုပါတရက်နေ့နေ့လယ်ပိုင်းကနယ်ရေကန်ဘက်ကိုလမ်းတစ်ဘက်ကနေစစ်သုံးကားကြီးနှက်စီကားသေးတစ်စီးတို့နဲ့အင်အားဖြည့်ပို့တာတွေတွေ့ရပါတယ်ဟုဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ခုတ်ကြီးစခန်းအသိခံရသည့်စက်တင်ဘာ28ရက်နေ့ကလည်းစစ်ကော်မရှင်ဤမကွေးလီတပ်မှနေ၍ဂျက်ဖိုက်တာနှင့်ဝိုင်တွဲလျင်များရောက်လာပြီးဘုံကျဲချတိုက်ခိုက်ခဲ့သည်။နယ်ရေကန်အနီးတစ်ဝိုက်ကိုစစ်ကော်မရှင်ဤစကားက18မှလက်အောက်ခံတပ်ရင်းများစုဖွဲ့မှုရယူပြီး ထိုးစစ်ဆင်ပြန်လည်တိုက်ခိုက်နိုင်ရန်စစ်ကော်မရှင်ကအင်အားစက်တိုက်ပို့ဆောင်နေကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။လင်းတဲနှင့်စွန်တက်ကြီးရွာအနီးတွင်လည်းစစ်ကော်မရှင်ကစီရေးလှုပ်ရှားနေပြီးပြည်သူစစ်မှုထမ်းလူသစ်များကိုအ धिक ထားခေါ်ယူအင်အားဖြည့်ထားကြောင်းသိရပါသည်။စစ်ကော်မရှင်သည်စက်တင်ဘာဒုတိယပတ်အထိမစခ905တွင်အင်အားစုဆောင်ပြီးစစ်တုံးကားကြီး68စီးအထိအင်အားပြည့်ကိုနေရီကန်အနီးတဝိုက်သို့ပို့ဆောင်ထားပြီးဖြစ်သည်စစ်ကော်မရှင်သည်နေရီကန်လီကျောင်းကာကွယ်ရေးတပ်စခန်း၏ အဓိကထောက်ပို့ခိတ်စခန်း၊ဂုတ်ကြီးစခန်းလက်လွတ်ခရသည့်အတွက်ထိုးစစ်ဆင်မှုများပြုလုပ်လာကြောင်းသိရသည်။ဆက်လက်ပြီး TNL သိမ်းပိုက်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကော်မရှင်တပ်များအင်အားထောင်ကြီးဖြင့်ဝင်ရောက်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိတောင်မျိုးသားလွမြောက်ရေးတပ်မတော် TNL ကသိမ်းယူခဲ့သည့်ကြောင်မဲမြို့ကိုစစ်ကော်မရှင်တပ်များကယနေ့အောက်တိုဘာ၁ရက်နေ့လယ်ပိုင်းတွင်အင်အားအလုံးရေးဖြင့်ပြန်လည်ဝင်ရောက်ထိန်းချုပ်တက်ဆွဲလိုက်ပြီးဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များထံမှသိရပါတယ်။ စစ်ကော်မရှင်တပ်များသည်ခုံမုံရွာလမ်းကြောင်းမှတဆင်းအင်အားသုံးစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်ပြီးလက်ရှိတွင်ကြောင်မဲမြို့ရက်ွက်တစ်တွင်စတင်တက်ဆွဲထားကြောင်းသတင်းရင်းမြစ်များကအတည်ပြုပြောကြားပါသည်ခုံမုံကိုမနစ်ကလေးကစီးမိသွားတာကြောင်မဲကိုဝင်ဖို့အရန်လွယ်သွားတယ်ခုရက်ွက်တစ်မှာတက်ဆွဲထားတဲ့ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်တပ်များသည်ကြောင်မဲမျိုးနှင့်နှမိုင်ကျော်ကန့်သာကွာဝေးသည့်ခုံမုံရွာကိုဂျမနီကလေးကလက်နက်ကြီးပစ်ကိုလေကြောင်းပစ်ကူများဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည် စစ်ကော်မရှင်ဤတမ71တမ55နှင့်အမတ်1စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတ်တင်လက်အောက်ခံတပ်ရင်းများစုပေါင်းပြီးအင်အားထောင်ကြီးသုံးကကြောင်မဲမြို့ကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပါတယ်စစ်ကော်မရှင်သည်အော်ကုလဒုတိယဗမာစတင်ကနောင်ချိုမြို့ကိုတင်းယူပြီးနောက်ထန်းတပင်နှင့်နောင်ပင်ရွာတို့ကိုစက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပါတယ် ရှမနီစက်တင်ဘာ30ရက်နေ့ကကြောင်မဲမျိုးရှိကြန့်ခိုင်ရေယုံတစ်တော်ယုံရေစက်ခန်းမြို့နယ်ထွေအုပ်ယုံခရိုင်ထွေအုပ်ယုံများကို TNL ကမီးရှို့ခဲ့တယ်လို့စစ်ကော်မရှင်ကလည်းဌာနဆိုင်ရာယုံများပေါ်သို့ရုံပုံနဲ့မီးလောင်ပုံများကျဲချခဲ့တဲ့အတွက်မြို့ဤနေရာအနှံ့တွင်မီးများလောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်။တရုတ်အကူအညီဖြင့်ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင်စစ်ကော်မရှင်က TNL ထံမှနန်ဆန်နှင့်မန်တုံမြို့များကိုပြန်ပေးရန်တရားဝင်တောင်းဆိုခဲ့ပြီးကြောင်မဲနှင့်တီဘောမြို့တို့ကိုလည်းတိုက်ယူညီဟုပြောဆိုမှုများရှိခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဗမောတိုက်ပွဲပြင်းထန်အကြံဖက်စစ်ကောင်စီတပ်စခန်းတချို့ KIA ပြန်သိမ်းဖွဲချနေတဲ့ဗမောမှာသူတို့လည်းရှီတိုးလိုက်ပြန်ဆုပ်လိုက်ပြီးနေရအချို့ငါတို့ပြန်ရတာတွေရှိတယ်ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့ဒီကနေ့အောက်တိုဘာ၁ရက်အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် KIA တင်ထားတဲ့စစ်ကောင်စီတက်ဆွဲရနေရာတွေတက်စခန်းတွေပြန်ရဖို့စစ်ကောင်စီကဩဂုတ်လကလေးကထိုးစစ်ဆင်နေတယ်လို့စတင်ပါလကုံပိုင်းမှာလည်းထပ်မံထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာပေါ့ဗမော်တိုက်ပွဲလက်ရှိအခြေအနေမှာ KIA ပူပေါင်းတဲ့စစ်ကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေတဲ့အနေအထားလို့စစ်ရေးတရင်ရင်မြက်ကပြောပါတယ်ဖွဲကျန်းနေတဲ့ဗမော်မှာသူတို့လည်းရှီတိုးလိုက်ပြန်ဆုပ်လိုက်ပြီနေရာအချို့ငါတို့ပြန်ရတာတွေရှိတယ်လို့ကချင်စစ်ရေးတရင်ရင်မြက်ကအောက်တိုဘာ၁ရက်အထိစစ်ရေးအခြေအနေကိုပြောပါတယ် ပြန်လည်သိမ့်ပိုက်နိုင်တဲ့တည်နေရာတွေကိုတော့လက်တလောပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။စစ်ကောင်စီတပ်ဟောင်းဗမော်မျိုးက KIA သိမ်းထားတဲ့တရင်အချို့နဲ့နေရာအချို့ကိုအောက်ကုန်းနဲ့စနေပါမှာပြန်လည်သိမ့်ပိုက်ထားနိုင်ခဲ့ပါတယ်။စစ်ကောင်စီကဗမော်မျိုးကိုစစ်သည်မော်တွေနဲ့အင်အားအပြည့်ဖြည့်ပြီးထိုးစစ်တွေပြုလုပ်ရမှာ drone လက်နက်ကြီးလေကြောင်းဖြစ်ကူပေးပြီးထိုးစစ်ဆင်နေတာဖြစ်ပြီးနေ့စဉ်နေ့ပါလေကြောင်းတိုက်ခိုက်တာလှုံ့ဆော်နေတယ်လို့သတင်းရင်းမြစ်ကပြောဆိုပါတယ်။ KIA ဟာဗမော်မျိုးသိန်းနိုင်ပို2024ဒီဇင်ဘာလကလေးကထိုးစစ်စတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဆင်လာကြာမြင့်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးကြောက်ဖြူမှာအကြံဖက်စစ်အုပ်စုစစ်ကြောင်းကိုအရကတက်တော် AA ကြားဖြတ်တိုက်ခိုက်အကြံဖက်စစ်တပ်အရာရှိအပါအဝင်အများအပြားတည်ဆုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကြောက်ဖြူမျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာသို့စစ်ကူလာသည့်အကြံဖက်စစ်ကော်မရှင်စစ်ကြောင်းတစ်ခုကိုအရက်ကတပ်တော် AA ဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အရာရှိနှစ်ဦးအပါအဝင်စစ်ကော်မရှင်တပ်သားအများပြားတိစုံခဲ့ပြီးစုခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ရမန်နီစက်တင်ဘာ30ရက်ကကြောက်ဖြူမျိုးနဲ့ရွာသစ်ကြီးရွာနဲ့ကူလာပါကြီးရွာအနီးပတ်ဝန်းကျင်တို့မှစစ်ကော်မရှင်တပ်နဲ့အရက်ကတပ်တော် AA တို့နှစ်ဖက်တိုက်ပွဲတစ်နေ့ကိုနှီးပါပြင်းထန်ခဲ့ပြီးအဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာသို့ဓညောက်ဝရီရေတပ်ဌာနချုပ်ဘက်မှစစ်ကူတက်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းမှာ အာရကတပ်တော် AA တပ်ဖွဲ့များ၏ဂျားဖြတ်တိုက်ခိုက်ခြင်းကိုခံလိုက်ရတာလို့စီရီတရင်ရမြစ်ကပြောပါတယ်။မနေ့ကစစ်ကူလာတဲ့စစ်ကြောင်းလမ်းမှာဖြတ်တိုက်ခံလိုက်ရတာအရာရှိနှစ်ဦးနဲ့အောက်ခြေအစင်အများအပြားတိစုံသွားတယ်လို့ကြားတယ်။တိစုံတဲ့အရေးအတွက်နဲ့အရာရှိနှစ်ဦးအမိကိုတော့အတိအကျမသိရသေးပါဘူး။တီဆုံးတာတော့မှန်တယ်လို့၎င်းစီရီတရင်ရင်မြစ်ကပြောဆိုပါတယ်စစ်ကော်မရှင်သည်ကြောက်ဖြူမျိုးနဲ့တိုက်ပွဲတွင်အင်အားထောက်ကြီးဖြစ်တင်ပြီးအာရကတပ်တော် AA တပ်ဖွဲ့ဝင်များရှိရသော လေးချောင်းရေချောင်းရုံလက်နက်ကြီးဖြစ်ကိုရယူကာအသေးအတန်စစ်ကြောင်းထိုးတိုက်ခိုက်လျက်ရှိနေကြောင်းသိရပါသည်။၎င်းအပြင်အိန္ဒိချင်းအင်အားကြီးနိုင်ငံများ၏စစ်ရေးဆိုင်ရာဤပညာနှင့်ပညာရှင်တချို့တို့၏အကူအညီကိုရရှိတာကကြောက်ဖြူမျိုးလက်လွတ်မဆုံးရှုံးရအရေးစစ်ကော်မရှင်သည်ဖပောင်းဆောင်ကကြိုးပမ်းလှုံ့ဆော်နေတာရှိကြောင်းကြောက်ဖြူမျိုးစစ်ရေးချင်းတွေကိုလိလာသူတွေကရှုမြင်ကြပါသည်။